ာပါရှင် MC သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကကြိုဆိုပါရစေဒီကနေ့မြန်မာတက္ကရ1389ခုနှစ်ဝါကောင်လဆန်း12ရက်နေ့ခရစ်နှစ်2019ခုနှစ်အောက်တိုဘာ4ရက်တောက်ကြနေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီကနေ့မှာရှုစားကြရမယ့်သတင်းတွေမှာဆိုရင်တော့ The Voice Channel က Editor ချုပ်ဦးကျော်မင်းဆွေကိုစက်သိန်း220နဲ့အာမခံပေးခဲ့တဲ့သတင်း ထိုင်းတပိတ်ကိုဖြုတ်သိမ်းပေးမှာမဟုတ်ဘူးလို့မန္တလေးကဥဆောင်ဆန္ဒပြသူတွေပြောဆိုထားတဲ့အကြောင်း H1N1 တုတ်ကွေးကြောင့်မြင်းမူမျိုးရှင်စောလူဖျားပွဲတော်ကိုပိတ်သိမ်းခဲ့တဲ့တဲ့င်။ဆားတဲ့တဲ့င်နေနဲ့ဒုတခြားဒုကြတဲ့ပြည်တွင်းတဲ့င်တွေကိုစုစည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အခုပရမအူဆုံးနေနဲ့မတရားအသင်းဆက်သွယ်မှုစက်ခွန်တဲနဲ့ဖန်စီပြီး ီဘောထောင်ကိုပို့ဆောင်ထားတဲ့သတင်းသမား၃ဦးကိုဒီကနေ့ဩဂုတ်လ၄ရက်နေ့ဒုတိယအကြိမ်ရုံးထုတ်မှာတီဘောမြို့နယ်တရားရုံးကအာမခံမပေးဘဲပယ်ချလိုက်ပါတယ်။အာမခံမပေးတဲ့အကြောင်းကတော့သတင်းသမားတွေဟာတီဘောမြို့နယ်မှာအခြေဆိုင်နေထိုင်သူတွေမဟုတ်တာကြောင့်နောက်ပိုင်းအမှုစစ်ဖို့အခက်အခဲရှိလို့ပယ်ချတာဖြစ်တယ်လို့ DWB သတင်းဌာနကဖော်ပြထားပါတယ်။သတင်းသမားတွေနဲ့အတူဖမ်းဆီးခဲ့တဲ့အရသား၃ဦးလည်းအာမခံပယ်ချခံခဲ့ရပါတယ်ရှင်။ ပုံမှန်2ခုနဲ့တရားစွဲဆိုခံထားရတဲ့ The Voice Channel ကအယ်ဒီတာချုပ်ဦးကျော်မင်းဆွေကိုဒီကနေ့မှာစက်သိန်း220နဲ့အာမခံပေးခဲ့ပါတယ်။ဒီသတင်းကိုတော့ MCN သတင်းတောက်ကေဇွန်လေးကပေးပို့ထားပါတယ်ရှင်။ဩဂုတ်လ၄ရက်နေ့ကိုကြိမ်မြောက်ရုံးကြီးမှာဗဟန်းမြို့နယ်တရားရုံးကအခုလိုအာမခံပေးခဲ့တာဖြစ်ပါတယ်။ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးနဲ့တရားစွဲဆိုထားတဲ့အမှုကိုစက်သိန်းတရားတန်းအာမခံသူ၂ဦးနဲ့သတင်းမီဒီယာဥပဒေပုံမှ 25ခါဝီနဲ့တရားစွဲဆိုထားတဲ့အမှုအတွက်ကြက်ဆယ်သိန်းနဲ့အာမခံသူနှုတ်စုစုပေါင်းကြက်သိန်း220နဲ့အာမခံနဲ့ပြင်ပကတရားရင်ဆိုင်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ဥပဒေအကြံပေးဥက္ကင်မောင်မြင့်ကပြောပါရယ်။ဩဂုတ်လ၄ရက်နေ့ကရန်ကုန်မြို့ဗဟန်းမြို့နယ်မြန်လန်းမှာရှိတဲ့ The Boys Daily ရုံးခန်းမှာအာမခံရရှိခဲ့တဲ့ Editor ချုပ်ဦးကျော်မင်းစွေကသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာဖြစ်ပါရယ်။ဒီအာမခံ ပေးလိုက်တာဒီအချာတိကြာအကြောင်းတစုံတရာမရှိဒါကျွန်တော်အမှုပြီးဆုံးဒီဒီအာမဂန္ဓာတိမြဲသွားမှာဖြစ်ပါတယ်ဒီနေ့ပေးတဲ့အာမဂန္ဓာတော့ဒီဆက်သွေးဥရိကုမ66ကာကြီးအတွက်ကသိတရားတန်ခံဝင်ချုပ်ချုပ်ကိုနိုင်သူနှစ်ဦးပြင်ပြပေးရပါတယ်ဒါကြောင့်ခံဝင်ချုပ်တန်ဖိုးအနေနဲ့သိ200ဖြစ်ပါတယ်နောက်တစ်ခါသတင်းမီဒီယာဥရိကုမ25ခါကိုအတွက်ကတော့10သိန်းတန်ခံဝင်ချုပ်ချုပ်ကိုနိုင်သူ နှစ်ဦးဖြစ်တဲ့အတွက်ခေါင်းချုပ်တံကိုသိန်း20ဖြစ်ပါတယ်အမှုနှစ်မှုစလုံးအတွက်ဒါအမကရရှိခဲ့တာဖြစ်ပါတယ်သတင်းမီဒီယာဥပဒေအသက်မဝင်သေးတဲ့အတွက်အခုလိုသတင်းမီဒီယာတွေကိုနစ်နာစေတဲ့ဥပဒေတွေနဲ့အရေးယူနေတာတွေဖြစ်နေတယ်လို့အာမခန်ရရှိထားတဲ့ The Voice Channel ကအယ်ဒီတာချုပ်ဦးကျော်မင်းဆွေကပြောပါဗျာ။သတင်းမှာကာကွယ်ပေးဖို့ဆိုတဲ့ရည်ရွယ်ချက်ကအဓိကပင်မရည်ရွယ်ချက်လို့ပြောလို့ရတယ်သတင်းမီဒီယာဥပဒေ။အဲ့တော့အဲ့ဒီဥပဒေက အကြောင်းအကြောင်းကြောင့်ကျွန်တော်တို့လူရင်းနဲ့ဒီထား100%မရဘူးဆိုတော့မှန်ပါတယ်ကျွန်တော်လည်းခြေထမ်းမှုရှိပြီဒါပြင်ရသို့တော်လည်းအဲ့ဒီမှာအဓိကကျွန်တော်တို့ဆိုလို့ရတယ်တစ်ခုခုဖြစ်လို့ချင်းတက်မလို့နဲ့ကျွန်တော်တို့ချိန်ချိန်ဆွေးနွေးတာတွေလုပ်ခဲ့တယ်အစိုးရအခွင့်အရေးတွေလည်းကျွန်တော်တို့ဆွေးနွေးတာတွေလုပ်ခဲ့တယ်ဆိုတော့တရဲသမားတွေမှာအဲ့လိုအကြောင်းတစုံတရာပေါ်ပေါက်လို့ရှိလို့ရှိရင်တစ်ဖက်ကနော်ဟုတ်လားအငင်းပွားပဲကိစ္စတွေဖြစ်လာလို့ရှိရင်တရဲမီဒီယာကောင်စီသို့မဟုတ်ကျွန်တော်တို့စာနယ်ဇင်းကောင်စီနဲ့အရင်တိုင်ကြားပြီးတော့ညှိနှိုင်းဖို့ တော့နောက်တစ်ဆင့်မှာမှအဲ့လိုညှိနှိုင်းလို့မရဘူးဆိုမှသာနော်သူတို့ရဲ့ဆန္ဒအရဥပဒေကြောင်းရတရားစွဲဖို့ဒါကတော့ကျွန်တော်ကလောလောဆယ်မြင်လို့ရတာအမှန်တကယ်ဆိုလို့ရှိရင်တော့ကာယကံရှင်ကတရားဝင်ဒီပေါ်ပြတဲ့ media ကိုသူကသူ့ရဲ့ right to reply တောင်းပေးရတယ်နော် right to reply တောင်းဝင်မပေးဘူးဆိုမှသာကောင်စီကိုတွားရတာဒါအဲ့အဲ့အမှန်စင်ဒါရီမမကျေနပ်ဘူးဆိုလို့ရှိရင်တရားစွဲလို့ရှိရင်ဗလင်း media ဥပဒေနဲ့စွဲလို့ကြည်တောင်စုတစ္ဆာတယောစာရေးသားဖော်ပြခဲ့မှုကြောင့် ဒီတာချုပ်ဦးကျော်မင်းစွေနဲ့ဆောင်းမားရှင်ဗီတိချဂူဂိုမောင်တို့ကိုဇွန်လ2ရက်နေ့ကစစ်တွေဥပဒေပုံမှ66ကောက်ကကြီးနဲ့တပ်မတော်ကဗိုလ်မှူးကြီးလင်းထုံးကအမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်။၃ချိန်မြောက်ရုံးချိန်မှာဆောင်းမားရှင်ဗီတိချဂူဂိုမောင်ကိုအမှုနဲ့သက်ဆိုင်ခြင်းမရှိတာကြောင့်တရားရုံးကတရားသေးလုပေးခဲ့တာဖြစ်ပြီးအဒီတာချုပ်ဦးကျော်မင်းစွေရဲ့အာမခံခြောက်ထားမှုကို၉ချိန်မြောက်မှာအာမခံပေးခဲ့တာဖြစ်ပါတယ်ရှင်။ က်ငှက်တုပ်ကွေးဖြစ်ပေါ်မှုကြောင့်စိုးရိမ်ပြီးအများစုကကြက်ဥကြက်သားကိုရှောင်ကျဉ်လာကြတဲ့အတွက်ရန်ကုန်မြို့မှာကြက်သားစားပွဲတော်ကိုကျင်းပမှာဖြစ်ပါတယ်။ကြက်ဥနဲ့ကြက်သားကိုကြက်အောင်ချက်ပြုတ်ကြော်လော်စားသုံးမယ်ဆိုရင်ပြည်သူတွေဘေးအန္တရာယ်လုံးဝမရှိတဲ့အတွက်ကျသားစားပွဲတော်ကိုတက်ရောက်ဖို့မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဗဟိုနဲ့အသားတို့ကျက်မွေးမြူထုတ်လုပ်ရောင်းချသူများအသင်းတို့ကဖိတ်ခေါ်ထားပါတယ်ရှင်။ လက်ရှိမြန်မာနိုင်ငံမှာကြက်ငတ်တုတ်ကွေးရောဂါ H5N1 ကူးစက်ခံထားရသူတအိုးမှမရှိသေးဘူးလို့သိရပါတယ်။ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းတောက်ဖြိုးသက်ပိုင်ခြင်းကပေးပို့ထားပါတယ်ရှင်။ပြီးခဲ့တဲ့ဇူလိုင်လအတွင်းကတနင်္သာရီတိုင်းဒေသကြီးဒဝဲမြို့နယ်ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်တွေမှာကြက်ငတ်တုပ်ခွေးရောဂါဖြစ်ပွားမှုလက္ခဏာတွေကိုတွေ့ရှိခဲ့ရပြီးမြဲလက်ရှိချိန်ထိလူကိုကူးစက်ခြင်းမရှိသေးဘူးလို့သိရပါတယ်။ဩဂတ်စ်၄ရက်ကနေပြည်တော်ရှိစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆင်မြောင်းဝန်ကြီးဌာနမှပြုလုပ်တဲ့ကြက်ငတ်တုပ်ခွေးရောဂါထိန်းချုပ်ရေးအစည်းအဝေးတွင်မှာ ်ဝင်းမြူရေးနဲ့ကုသရေးဦးစီးဌာနညွှန်ကြားမှုချုပ်ဒေါက်တာရဲထွန်းဝင်းကအခုလိုပြောတာပါကျွန်တော်တို့ဒါဆယ်နှစ်ကျော်လာပြီတခေါပါလုံးမှာဒီရှိရတော့လက်ကုဆက်တယ်နော်သေတာကလေးရတော့အဲ့တော့ငားတယ်အဲ့တော့တခြားရုပ်ကံရဲ့ရှင်တိုင်းအများကြီးပဲမြင်ပါတယ်ကျွန်တော်ငှက်ဖျားရုပ်ကံလည်းဆိုရင်ကျွန်တော်မြန်မာပြည်မှာလည်းပါတယ်ဒီလိုဆီကြောက်စရာဖြစ်တယ်ဒီလိုလည်းပဲခုမြန်မာပြည်မှာတယောက်မှမရှိဘူး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 ပါတယ်နော်သူ့လိုလည်းကျွန်တော်ဆင်းရှိတယ်ဒါကြောင့်မို့ကျွန်တော်က ်ရင်ဆုံးရှင်းလို့ရတဲ့ဖြစ်တဲ့ဒီချက်မှာဒီလိုရှင်း။ချက်ကတော့ကျွန်တော်ကလူသက်ဆိုင်တော့ဟိုကတံခိုးတက်မှလည်းအများကြီးပဲပေါ့။ရမုံကျွန်တော်ဖြစ်တဲ့နေရာမှာလည်းတက်မှာ။တနင်္လာရီတိုင်းဒေသကြီးထဝယ်မြို့မှာပြီးခဲ့တဲ့ဇူလိုင်16ရက်နေ့ကစပြီးချက်ကောင်ဝင်9000ကျပ်မွေးမြူထားတဲ့ချံမှာပုံမှန်မဟုတ်တဲ့ကြက်တိဆုံးမှုတွေဖြစ်ပွားခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်မှာလည်း ကျက်တည်ဆုံးမှုတွေဖြစ်ပွားခဲ့ရာကြောင့်ရန်ကုန်ရောဂါရှာဖွေတခွဲခံကိုပေးပူးစစ်ဆေးရာမှာ H5N1 ကိုအတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။ကျန်းကတဝေရောဂါဖြစ်ပွားနေရဆိုပေမဲ့လည်းကျက်သားစားသုံးမှုအတွက်အစိုးရရာသိမ်းမရှိပဲရောင်းချသူတွေအတွက်သာပုံမှုစိုးရင်ရာဖြစ်တယ်လို့သူရတဲ့တာနဲ့ရောဂါထိန်းချုပ်ရေးအဖွဲ့ဒုတိယညွှန်ကြားမှုဒေါက်တာမင်းသိန်းမော်ကပြောပါတယ်။ Risk of being infected ရှိတာပေါ့။ဒါနဲ့ကျက်သားစားသုံးမှုကနေထူးဆန်းတဲ့ risk လက်ကျက်ပဲလို့ဆိုတော့ပိတ်ပြီးစိုးရင်ရာမှာပေါ့။နော်။ဒါတိကျတာ။ဟုတ်ပြီဘလို့လူတွေစိုးရင်ရာကောင်းလာလို့ဆို ောက်ဆုံးတဲ့ဒီလိုတို့ကတော့ပုံသားကိုကြိုးပြီးထုတ်နေချက်ထားတဲ့လူတွေတော့ဒါ fix နေတဲ့ link ပဲဖြစ်နေတယ်ဆိုလို့ပြရများတော့အဲ့ဒီကြတဲ့အဓိကဖြစ်ပြီးတော့တော့တာတာရုံစက်ပြီးချက်စီပြီးတော့ချက်စီပြီးတော့ဖြတ်ပြီးရောင်းနေတယ်မှာတော့ခုဆက်မတော့စားခုဆက်ဘူးလား တကဘာလုံးမှာကျန်းကတ်တဲ့ဝေးရောဂါကိုပြီးခဲ့တဲ့ဆင်းရဲအတွင်းလူရှိအားကကူးဆက်ခံခဲ့ရပြီးလူလေးရာလောက်သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့2009ခုနှစ်ကတဦးသာကူးစက်ခံခဲ့ရပြီးလက်ရှိချိန်မှာတော့ကူးစက်ခံရသူမရှိသေးဘူးလို့အစိုးရတာဝန်ရှိသူတွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ဟောင်ယောင်ဥပဒေဟာတိချာလွတ်လပ်တဲ့ဥပဒေတစ်ခုသာဖြစ်တဲ့လို့ပွင်လင်းမြမရှေ့ဆောင်အဖွဲ့ကပြောဆိုလိုက်ပါတယ်ဒီအကြောင်းကိုတော့ MCN သတင်းတောက်ကေသွေကတင်ဆက်ပေးထားပါတယ်ရှင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရပေါ်ပေါက်လာခဲ့တာဖြစ်ပြီးပြီးရဲဥသိမ်းစိန်အစိုးရလက်ထက်ကပြဋ္ဌာန်းခဲ့တာပါအဲ့ဒီခုံရုံးဥပဒေကို2012ခုနှစ်ကနေ2015ခုနှစ်ထိအစစ်စစ်ပြင်ဆင်ခဲ့ရမှာတော့ခုံရုံးဥပဒေမှာနိုင်ငံတော်တမရရဲ့ဩဇာလွှမ်းမိုးမှုတွေအပါအဝင်လွှတ်တော်ရဲ့ဩဇာလွှမ်းမိုးမှုတွေရှိနေတာကြောင့်ခုံရုံးရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေဆုံးရှုံးနေပါတယ်အဲ့ဒါကြောင့်ခုံရုံးဥပဒေကိုလွတ်လပ်တဲ့ဥပဒေတစ်ခုဖြစ်ပြဋ္ဌာန်းပေးနိုင်ဖို့လိုအပ်နေတယ်လို့ ဩဂုတ်လ3ရက်နေ့ကရန်ကုန်မြို့ပွင့်လင်းမြမရှိဆောင်ရုံးကျုံမှာပြုလုပ်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေရဲ့အခန်းကဏ္ဍတွေအကြောင်းဆွေးနွေးပွဲမှာအခုလိုပြောဆိုခဲ့တာပါခုံရုံးကတမရအုပ်ထင်မှာရောတော်တော်အုပ်ထင်မှာမရှိမရှိရမယ့်အဖွဲ့အစည်းပေါ့နော်တမရကရှုပ်ကံမှုစူးစမ်းတာဖြစ်ဖြစ်လွတ်တော်ကရှုပ်ကံမှုစူးစမ်းတာပဲဖြစ်ဖြစ်ဒါမကောင်းတဲ့ဟိုအဆင်မပြေတဲ့အပွက်လိုပဲဖြစ်ဘာလို့လဲဆိုတော့တမရကအစကတမရဩဇာကမ်းတာဒါပြဿနာဖြစ်ဒါကိုပြင်မယ်ပြင်မယ်ဆိုပြီးတော့ပြင်လိုက်တယ်လွတ်တော်က ပါဝင်ပြီးတော့ order လမ်းမှုစူးစားတယ်အဲ့တော့တမရ order လမ်းမှုတော့ကြောက်လို့လွတ်တော် order live လမ်းမှုမယ်ဆိုတာကြတော့ဒါဟိုတမရနဲ့လွှတ်တော်နဲ့ဂျားထဲမှာရှိရအငင်းပွားမှုတခြားတနေရာမှာဟိုတိုက်တိုက်ကွင်းတစ်ခုရှာပြီးတော့တိုက်စစ်မြေပြင်တစ်ခုရှာပြီးတိုက်တဲ့သဘောမျိုးဖြစ်သွားတယ်။ဂျားထဲကခုံရုံးကစစ်စားကန်ဖြစ်ရတယ်လို့ကျွန်တော်ကတော့ဟိုမြင်တယ်။အဲ့တော့ခုံရုံးကတမရအောက်မှာလည်းမရှိရအောင်တမရရဲ့လွမ်းမှုမှုပဲလွှတ်တော်ရဲ့လွမ်းမှုမှုပဲမခံရရတဲ့လွတ်လွတ်လပ်လွတ်လွတ်ရတဲ့တရားရင်းဖွဲ့စည်းဖြစ်တင်တယ်ပေါ့။ လက်ရှိမှာလည်းခေါင်းယုံဥပဒေနဲ့ပတ်သက်ပြီးပြင်ဆင်ချက်တွေနဲ့လုံထုံလုံနည်းတွေကိုပြည်သူများသိရှိဖို့အားနည်းနေပြီးတနည်းတစ်ကြိမ်ထုတ်ပြန်လေးရှိတဲ့ခေါင်းယုံအစီရင်ခံစာကိုလည်းအခုအစိုးရလက်ထက်မှာထုတ်ပြန်ပေးမှုမရှိသေးပါဘူး2015ခုနှစ်မှာပြင်ခဲ့ဦးရအပြောက်ပါအောင်နော်။ဂျားထဲမှာပြင်ခဲ့တဲ့ပြင်ဆင်ချက်တွေ၅ကြိမ်ရှိတယ်။နှစ်ကြိမ်ကနှစ်ကြိမ်လုံးတော့ဒီပြန်နှံ့နေတယ်မှာရောစောက်နေတယ်မှာအကုန်လုံးပေါ်ပြခဲ့တာမျိုးရှိတယ်ပေါ့။အဲဒီဥတွေထဲမှာတော့အဲဒီဥတွေကတော့ပျောက်မသွားဘူး။နောက်ဆုံးပျောက်သွားတဲ့ဥတွေထဲမှာတော့ဘာပဲပါလို့ဆိုရင်ပါတီဟိုမဲဆွဲခွင့်ပြုတာပါတီမဲဆွဲခွင့်နဲ့ ပါတီမပါတဲ့မဲဆွယ်အစည်းအဝေးပေါ့အဲ့နှစ်ခုပဲပါတော့စကလုံးပိုင်းပဲပြောင်းလိုက်ပေါ့နော်ဟိုကျွန်တော်တို့မြင်ရတဲ့လောက်လွတ်တော်ရင်ဆွေးနွေးရတဲ့လောက်ဆိုတော့ဟိုကြီးမားတဲ့တယောက်မှုမရှိနိုင်ဘူးပါတယ်နော်ဒါပေမဲ့အသေးစိတ်ဥပဒေထဲမှာပါပါလဲဆိုတော့အခုထိမသိရသေးဘူးပေါ့ကျွန်တော်တို့လွတ်တော်ရင်ဆွေးနွေးရတဲ့လောက်ဆိုအဲ့ဥပဒေကဆွေးနွေးရတဲ့ပုံမှာကြည့်ပြီးတော့ဟိုဆုံးဖြတ်ရင်တော့အဲ့ဥပဒေကစကလုံးပိုင်းပဲပြောင်းတော့ပေါ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကိုင်းညီမှုကိုစီစစ်ပိုင်ခွင့်အာဏာရှိတဲ့တရားရေးအဖွဲ့အစည်းလည်းဖြစ်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်တွေကိုအနောက်အိဗယ်ဖွင့်ဆိုခြင်းနဲ့ဥပဒေပြုရေးအဖွဲ့အစည်းအစဉ်စဉ်ကပြဋ္ဌာန်းတဲ့ဥပဒေတွေကိုအခြေခံဥပဒေနဲ့ညီညွတ်မှုရှိမရှိစီစစ်တာတွေအောက်ချုပ်ရေးအဖွဲ့အစည်းအစဉ်စဉ်ရဲ့လှုပ်ဆောင်မှုတွေကိုစီစစ်မှုစတာတွေကိုလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်ရှင်။ရန်ကုန်နဲ့မန္တလေးမှာဆန္ဒပြနေကြတဲ့တန်ဃာတွေဟာ တန်ခါအများစုကိုကိုစားမပြုဘဲတည်ငြိမ်အေးချမ်းမှုကိုမလိုလားသူတွေကတန်ခါတချို့နဲ့လူတချို့ကိုအတုံးချနေတာဖြစ်နိုင်တယ်လို့သာသနာရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်လိုက်ပါတယ်။ဝန်ကြီးဌာနရဲ့ဩဂုတ်လ3ရက်ကသတင်းထုတ်ပြန်ချက်မှာအခုလိုဖော်ပြခဲ့တာဖြစ်ပြီးအခုဆန္ဒပြနေမှုတွေဟာပြည်သူလူထုဆန္ဒမဟုတ်ဘူးလို့လည်းဖော်ပြပါရှိပါတယ်။ဒီတော့တွင်ရန်ကုန်နဲ့မန္တလေးမှာဆန္ဒပြနေကြတဲ့တန်ခါတွေတပိတ်စခန်းကိုဖယ်ရှားပေးဖို့တပ်ဆိုင်ရာမျိုးနဲ့တန်ခါမဟာနာယကအဖွဲ့တွေက ဩဝါဒပေးခဲ့တယ်လို့အစိုးရကသတင်းထုတ်ပြန်ထားပါတယ်ရှင်။ရေပုံမြို့နယ်မဲဆန္ဒနယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဖေတန်းကငိမ့်စုစီဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းခုချိန်ထိတနိုင်ငံလုံးတရားဝင်ဆန္ဒထုတ်ဖော်မှုပေါ့အရေးအတွက်နဲ့ဖြည့်ရှင်းပေးမှုအခြေအနေနဲ့ပတ်သက်ပြီးကျယ်ပွင့်ပြမေးခွန်းမေးမြန်းရာမှာပြည်ထရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးကပြန်လည်ဖြေကြားခဲ့ပါတယ်။အဲ့ဒီလိုဖြေကြားရမှာဆန္ဒထုတ်ဖော်တဲ့အကြောင်းရင်းတွေက ကြောင်းကျိုးညီညွတ်ပြီးပြည်သူလူထုလက်ခံတဲ့ကိစ္စတွေဖြစ်ရင်အချိန်နဲ့တပြေးညီဖြည့်ရှင်းဆောင်ရွက်ပေးတော့မှာဖြစ်ကြောင်းကြိုးကြောင်းမညီညွတ်ဘဲပြည်သူလူထုကလည်းလက်မခံဘူးဆိုရင်တော့ဒါဟာသူတို့ရဲ့ဆန္ဒထုတ်ဖော်မှုသာဖြစ်ပါတယ်လို့ပြန်လည်ဖြေကြားခဲ့ပါတယ်ရှင်။မန္တလေးမြို့မှာအစိုးရကိုစန့်ကျင်တဲ့ထိုင်တဲ့ဘေးကိုဖြုတ်သိမ်းပေးမှာမဟုတ်ဘူးလို့ဥဆောင်သူတွေက ပြောပါတယ်။ဒီသတင်းကိုတော့ MCM မန္တလေးသတင်းတောက်ညံလင်းထူးကပေးပို့ထားပါတယ်ရှင်။ မန္တလေးမြို့84လမ်းပေါ်ကတာနာ2500ခန်းမှာမြို့သားရဲ့အင်အားစုတွေစုပေါင်းပြီးဖွင့်လှစ်ထားတဲ့ထိုင်းတပိတ်မှာတောင်စုချက်တွေအားလုံးကိုမရမချင်းတပိတ်စကန်ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ဥဆောင်သူတွေကပြောပါတယ်။အဲ့ထိုင်းတပိတ်ကိုအောက်ကလ2ရက်နေ့ညနေ3နာရီကနေစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီးထိုင်းတပိတ်ကိုနေညမပြတ်ပြုလုပ်သွားဖို့ရှိနေပြီးမြို့သားရဲ့ချင်းမြတ်နိုးသူတွေကအလဲကျစနစ်နဲ့ပူပေါင်းပါဝင်သွားကြမှာပါ။ကတ်တက်လို့အဲတောင်စုချက်တွေအားလုံးကို ပွင့်လင်းမြင်သာမှုရှိအောင်ဆိုပြီးတော့ကောင်းဆိုကြအားလုံးကိုဒီနိုင်နေချိန်ပြီးတော့အများပြည်သူရှိမှခြားပြသတာဖြစ်ပါတယ်။ဘမွန်တို့ကတော့တောင်းဆိုထားတဲ့အချက်တွေကတစ်ချက်တလေလိုက်ရောယုံနဲ့တော့ဒီတပိတ်စကန်းကြီးကရက်တန့်သွားမှာမဟုတ်ပါဘူး။တောင်းဆိုထားတာကအပြည့်အစုံနဲ့ပွင့်လင်းမြင်သာစွာတောင်းထားတယ်။အဲ့ဒီတောင်းဆိုကြအားလုံးလိုက်ရောတဲ့အနေအထားထီအောင်ဒီတပိတ်စကန်းကြီးကရေရှည်တည်နေတော့မှာ။ တပိတ်စကန်မှာအစိုးရရဲ့ဘာသာရေးကိစ္စတွေအပေါ်ဆုံးဖြတ်ချက်တွေပါဝင်အစိုးရရဲ့ယက်တိရအချို့ကိုကန့်ကွက်ကြောင်း V9 တွေချိန်ဆထားပါတယ်။မန္တလေးမြို့နဲ့ရန်ကုန်မြို့မှာတရက်ထဲမှာပဲတပိတ်စကန်တွေပြုလုပ်ခဲ့ကြတာဖြစ်ပြီးတာနာရေးဝန်ကြီးဌာနကတော့အခုတပိတ်ဟာလူများစုကိုကိုယ်စားမပြုကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဖြစ်ပေါ်လာတဲ့ဒီတပိတ်စကန်ဟာကျွန်တော်တို့အမျိုးဘာသာသာသနာပွဲပြောက်မှာဆူလို့ရ။နောက်ကျွန်တော်တို့ရဲ့ပိုင်ဆိုင်တဲ့မြန်မာနိုင်ငံရဲ့ပိုင်ဆိုင်မှုเนาะကျွန်တော်တို့ ဟိုအချုပ်ချာအာနာကိုတိုင်းတစ်ပါးကထီပါလာမှာဆိုးလို့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့ကအခုလိုသတိမှတ်ဝါခြင်းဖြစ်ပါတယ်။နော်ကျွန်တော်တို့ဘောဆန်းစုကြည်ကိုမုံတီးလို့လည်းမဟုတ်ဘူး။နော်ကျွန်တော်တို့ NLD ပါတီကိုမုံတီးမှုလို့လည်းမဟုတ်ဘူး။ခစ်ခစ်မှာစနစ်ဆိုတာရှိပါတယ်။အဲ့တော့မှားယွင်းနေတဲ့စနစ်တွေကိုထောက်ပြလို့မှမရဘူးကျွန်တော်တို့ကအခုလိုပဲနှုတ်ထွက်ပေးဖို့တောင်းဆိုတာဒါဟာကျွန်တော်တို့ဒီမိုကရေစီရဲ့အနှစ်သာရပါ ဗိမောက်ကိုတော်တွေကတော့နောက်ပိုင်းမှာလူဝင်အားကူးထက်ပုံမှုများပြားလာဖို့ရှိနေပြီးအခြားမျိုးတွေလည်းပြုလုပ်ဖို့ရှိတယ်လို့မိန့်ပါတယ်။လက်ရှိအာဏာရအစိုးရလက်ထက်မှာမျိုးသားအင်အားစုလိုခံယူထားသူတွေနဲ့အစိုးရအကြားမကြာခဏထိတိုက်တွေ့ဆုံတာတွေရှိနေပြီးမျိုးသားအင်အားစုတွေကအစိုးရပေါ်မကြည့်နဲ့ကြောင်းဆန္ဒပြပွဲတွေလည်းမကြာခဏပြုလုပ်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။ကုန်သည်ဆက်မှုအသင်းချုပ်ကမြန်မာနိုင်ငံအခြေစိုက်နိုင်ငံတကာကုန်သည်ဆက်မှုအသင်းများကကျွမ်းကျင်ပညာရှင်များကို မြမစေးပွားရေးဖွံ့ဖြိုးလာစေရေးပူပေါင်းဆောင်ရွက်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။ဩဂုတ်လ3ရက်နေ့ကကုန်သည်စက်မှုအသင်းချုပ်ရုံးမှအမေရိကန်၊ဥရောပ၊ဩစတြေးလျ၊ဂျာမနီ၊ဂျပန်၊အိန္ဒိယ၊ဟောင်ကောင်၊ထိုင်ဝမ်နဲ့ထိုင်းနိုင်ငံဆိုင်ရာကုန်သည်စက်မှုအသင်းများကကိုယ်စားလှယ်များနဲ့ကုန်သည်စက်မှုအသင်းချုပ်တို့တွဲဆောင်မှုအတွင်အခုလိုဖိတ်ခေါ်ခဲ့တာဖြစ်ပါရဲ့ရှင်။ H1N1 တုတ်ကွေးကြောင့်ကျင်းပနေဆဲဖြစ်တဲ့သခိုင်းတိုင်းမြင်းမှုမြို့မှာကျင်းပနေတဲ့ ရှင်စောလူဖျားပွဲတော်ကို9ရက်မြောက်နေ့ဖြစ်တဲ့ဩဂုတ်လ၄ရက်နေ့မှာ ပိတ်သိမ်းဖို့သခိုင်းတိုင်းအစိုးရအဖွဲ့ကညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါတယ်။ရှင်စောလူဖျားပွဲတော်ကိုဇူလိုင်လ31ရက်နေ့ကနေဩဂုတ်လ12ရက်နေ့အထိကျင်းပဖို့အစီအစဉ်ထားတာပါ။ဖျားပွဲတော်မှာဖျော်ဖြေဖို့ငှားထားတဲ့ဇက်ပွဲတွေကိုလည်းဖျက်သိမ်းလိုက်ပြီးဈေးဆိုင်900လည်းပိတ်သိမ်းရမှာပဲဖြစ်ပါရဲ့ရှင်။ ။ MCN သတင်းဌာနကနေဒီကနေ့ညနေအတွက်နောက်ဆုံးရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နောက်နေ့တွင်မှာလည်းတခြားထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ MCN သတင်းဌာနရဲ့ထုတ်လွှင့်ပြီးသားရုပ်သံအစီအစဉ်တွေကို www.mcntv.biz နဲ့ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ MCN TV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကိုကြည့်ရှုအားပေးကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ကျမကတော့မေတင်စာပါရှင်။